အားလုံးမင်္ဂလာပါရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အောက်တိုဘာ29ရက်နေ့ဒီကိစ္စကတော့အရေးကြီးသွားပြီကျောင်းမိသားစုနဲ့အားလုံးကြားသိပြီးတဲ့အတိုင်းပဲရေးကြီးတဲ့အကြောင်းရေးကြီးတဲ့အချိန်တွေရေးကြီးတဲ့ကျွန်တော်တို့ဒါတွေ့ဆုံမှုလို့ပဲပြောရမှာပါအညာဘမာကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစုစည်းရမယ်အချိန်ရောက်ပါပြီ TNL ကတရားဝင်စစ်ဆေးမှုနဲ့ အဖြစ်ခက်ရစဲပြီးတော့မိုးကုတ်နဲ့မိုးမိတ်ကိုသူတို့ပြန်ဆုပ်ပေးပါတော့မယ် DNL ရဲ့တာဝန်ကြည်ပါတယ်ကျွန်တော်တို့ Mali PDF တဲ့ပုံပေါင်းတပ်ဖွဲ့ဝင်တွေလည်းလုပ်ပြီးအများကြီးလုပ်ဖို့အတွက်ပြင်ဆင်ထားပြီးဖြစ်ပါတယ်ဒီပြင်ဆင်ချိန်လဲလုံလောက်တယ်လို့ညွှန်လင့်ပါတယ်ဒီနေ့ကျွန်တော်ရဲ့မိသားစုဝင်ကျွန်တော်နဲ့အရေးကြီးတဲ့အကြောင်းတွေကိုလည်းကျွန်တော်ထပ်ပြပေးသွားမယ်ဖြစ်တယ် ပြီးတော့လက်ရှိပေါ့နော်ကျွန်တော်တို့မန်လေးနဲ့ပတ်သက်တဲ့ဒါထုတ်ပြန်ကြေညာချက်တွေကိုလည်းကျွန်တော်မိသားစုတွေကြားရမှာဖြစ်တယ်လို့အဲ့တော့ AA နဲ့ဘူပေါင်းတပ်ဖွဲ့ဝင်တွေအကြံဖတ်စစ်ခွေးတက်စကြောအကောင့်200ကိုဘလို့ထုတ်တင်ချိန်မလိုက်လဲဆိုတဲ့အကြောင်းလေးကိုပါဟောပြပေးမှာပါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုတဦးချင်းစီတိုင်းကိုဒေလီစာပိတ်ခေါ်လိုက်ပါတယ်။အမှန်ပါပဲ။အညာပမာတက်တွေစုစည်းရမယ့်အချိန်ဖြစ်ပါတယ်။ တရားငလေးလေးပတ်သက်ပြီးတော့အချို့ပြစ်တင်နေတဲ့သူတွေကိုရက်စီကျင်တယ်ကျွန်တော်တို့တိုင်းရင်းသားတစ်ဖွဲ့ဝင်တွေနဲ့အာသူတို့အောက်မှာသူတို့နေမြေတွေမှာကျွန်တော်လေ့ကျင့်ခဲ့တယ်မာမိတ်အနေနဲ့ကျွန်တော်တို့အတူတူပူးပေါင်းပြီးတော့လွတ်ဆောင်ခဲ့တာတွေရှိတယ်ကျွန်တော်တိုင်းသားနေမြေတွေရောက်တဲ့အချိန်မှာကျွန်တော်တို့သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများကိုလေ့လာစီးပူးသင်ယူခဲ့ရတယ်ယနေ့ချိန်လေးလည်းသင်ယူနေရဆဲဖြစ်တယ်ကျွန်တော်ခံရတာထက် ကျွန်တော်ခံရလို့ဆိုတော့ကျွန်တော်ပြည်မတွေမှာခံရတယ်တိုင်းသားနေပြည်တော်မှာဟိုနှစ်ပေါင်းများစွာတဲကရဲအဆက်ဆက်အတုံးချခံရဲအဆက်ဆက်အတက်ပြတ်ခံနေရတာအခုကဒရင်းမီဒီယာတွေအရန်ကိုဒါအာကျေပြတ်လာတဲ့အချိန်အာကျွန်တော်တို့အားလုံးကတော့ချိန်နဲ့ဘင်းကြီးတရှိနိုင်တဲ့အခွင့်အရေးရခဲ့တာပါအရင်တော့ဆိုရင်တက်လို့တက်မှန်းမသိလုချင်နိုင်လုဖြစ်ချင်နိုင်ဖြစ်သွားကြတာကျွန်တော်တို့မသိတဲ့အကြောင်းအရာတွေအများကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ ဒါအစကျွန်တော်တို့အဖွင့်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဥပမာဗျာကိန်းနယ်မြေမှာလက်ရှိပေါ့နော်။ဒါတဖွဲ့ဝင်တွေအများကြီးဤသို့ကောင်းတဲ့တဖွဲ့ဝင်တွေကိုမွေးထုတ်ပေးခဲ့တယ်။ KNU, KNL, KNDU ဆိုတော့ကိန်းမှာရှိနေဆွဲကျွန်တော်ကိန်းတွေအဖွဲ့တွေကိုွဲနေတဲ့ကိစ္စကကျွန်တော်တို့ပြဿနာမဟုတ်သေးဘူး။ဒါလို့ကိန်းတွေရှင်းနေကြတယ်ကိန်းတွေတည်ဆုံးဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိန်း ော်လည်းရေလူကင်းနဲ့အတူမဟာမိတ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်ပေးတယ်တက်ဆင်ပေးတယ်ပြီးတော့စုဖွဲ့ပေးတယ်ကျွန်တော်တို့သူတို့စီအကူအညီအများကြီးရခဲ့တယ်ဒီ၄နှစ်ကျော်၅နှစ်တာဆိုတဲ့ကာလအတွင်းမှာဒါကြောင့်ကင်းနေကိုလည်းကျေးဇူးတင်တယ်အခု TNLA ဆိုတော့ TNLA ကိုလည်းကျွန်တော်မိသားစုတွေပြစ်မတင်ပါဘူးသူတို့တာဝန်ကြီးတယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်ဒါကျွန်တော်ရဲ့အမြင်သုံးသပ်ချက်ပါကျွန်တော်အရမ်းတော့ AA ကျွန်တော်တို့ဒါရခိုင်အဖွဲ့ဝင်တွေနဲ့လည်းပဲ ကျွန်တော်လေ့ကျင့်သင်ကြားမှုတယ်အတူတူလုပ်လုပ်ခဲ့မှုတယ်ကင်ရတဖွဲ့ဝင်နေလည်းလေ့ကျင့်သင်ကြားမှုတယ်ပြီးတော့ဝါလူငယ်ဒီတဖွဲ့ဝင်အချို့နယ်လည်းပဲကျွန်တော်ဆွေးနွေးခဲ့တဲ့အခြေအနေတွေပြီးတော့အများကြီးကျွန်တော်ကြော်ဖြတ်ခဲ့မှုတဲ့အကြောင်းအရာတွေရှိပါတယ်ဆိုတော့ဒီချိန်မှာ TNL ရကြာပြစ်ခတ်ရစဲရသဘောတူညီချက်ဒီသဘောတူညီချက်ကလည်းအားလုံးသိရှိပြီးသားတရုတ်ရဲ့ညီနိုင်ပေးပို့မှုနဲ့ပြစ်ခတ်ရစဲသဘောတူညီလက်မှတ်ရေးထိုးလိုက်တဲ့ ဒါ TNL ရအော်တိုဘာ29ရက်နေ့ဒီနေ့မှာပဲကြေညာခဲ့တာဖြစ်တယ်။ဒါနဲ့ဆက်နေမှာပဲမိုးဟုတ်နဲ့မိုးမိတ်ပြရနေပြီးတော့ TNL ပြန်ဆုတ်ခွာမယ်။အဲဒီတော့ကြားရင်ကျွန်တော်မိသားစုဝင်တွေမကြားကျင်ဆုံးစကားပဲဖြစ်ပါလေ။ဒီနေရာကိုတိုက်ခိုက်ခဲ့တဲ့အချိန်မှာဒါ TNL တောင်းတစ်ဖက်ဝင်တွေဒီတော့ကျွန်တော်မမစ်စတေဒါအနေနဲ့ပေါ့နော်မန်လေး PD ကအတွေ့ပြီးတော့ဓနုတွေစသည်အဖြစ်ပေါ်ပြအများကြီးပါတယ်ကျွန်တော်မိသားစုဝင်တွေသိပါတယ်။ ဆိုတော့ကျွန်တော်လူငယ်တွေအသက်တွေကိုခြာနှင်းပြီးတော့တကယ်စစ်စစ်ညီနိုင်ရေးဆွေးနွေးပွဲပြီးတော့အပြစ်ကရစဲရေးဆိုတဲ့လက်မှတ်လေးတစ်ချက်ထိုးလိုက်တာနဲ့ကျွန်တော်လူငယ်တွေအသက်ပြန်မရှင်နိုင်ဘူးဆိုတာကျွန်တော်အားလုံးသိရှိပြီးဖြစ်တယ်လက်ရှိအပြစ်ကရစဲရေးဆိုတဲ့စကလုံးလိုက်ရလေအကြောင်းအရာခေါင်းစဉ်ကောင်းကောင်းလေးဟာကျွန်တော်နိုင်ငံယနေ့အချိန်ထိ အဖြစ်ခက်ရစဲခဲ့တဲ့နေရာတနေရာမှမရှိခဲ့ဘူး။ရင်းချတော့မယ်ခဏပဲပြင်တော့ပြန်ဖြစ်ကြတာပြင်ပြန်သေးကြတာ။ကျွန်တော်နေလို့တစ်ခါတိတ်ပိုက်ခဲ့တယ်ကျောင်းလူတွေအသက်တွေပြန်မရနိုင်ဘူး။ဒါတမိုင်းဖြစ်ပါတယ်။ဘယ်လိုလဲ။တိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မန်းလေးပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေနဲ့ချက်ရှိတော့တစ်ဖွဲ့ဝင်တွေကြိုးပင်းပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဘာလို့ကျုပ်ကပြင်ဆင်ထားတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်အရှိတရားကိုလည်းတင်ပြနေတာရှိတယ်။ပြီးတော့ကျွန်တော်သိထားတဲ့အတိတရားတွေကိုလည်းကျွန်တော်ဖော်ပြပေးနေတာဖြစ်ပါတယ်။ရေးကြည့်ပါကျွန်တော်မိသားစုကျွန်တော်ပါလရင်မှာအတိတ်တင်နေယူနေဆဲနေယူနေကျွန်တော်တို့ပြီးမှာမဟုတ်ဘူး။တစ်ဖက်ကဒီအချိန်လေးဖြစ်လာခဲ့တယ်ဟုတ်ပြီ။ဟောမန်လေးသားတွေနဲ့ငါညာသားတွေနဲ့ငါတို့တစ်ဖက်ဝင်နေပူပေါင်းပြီးတော့စူးစီးပြီးတော့အကောင်းဆုံးငါတို့ကောင်းမဲ့လှုပ်ကို ပြပြတားတားလုံအောင်မဲ့အချိန်ဖြစ်သွားပြီအပြင်ကဆယ်ရောင်းမီချက်ဘာဟိုင်းဆိုနေဘူးဆိုတာကအရှိမ MNTA လုံသွားတဲ့ပုံစံမျိုးအထည်အားတဲ့တွေ့ရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်နိုင်ငံရေးလေးကတုံတူလေးအရှိတော်လိုက်ရေးအစလည်းဆုံးပါဝင်ပြီးတော့ဝင်းရနေတယ်ကျွန်တော်မိသားစုဝင်လည်းသိရှိပြီးသားမိသားစုဝင်နေစိတ်လေးနဲ့ရှော့ပေးပါလို့ကျွန်တော်ရင်သုံးပြောချင်တယ်ဟုတ်ပြီ PSLFDN LA ဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ဂျန်ဥဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဂျန်ဖက်စစ်ခွေးတက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဥဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တွေကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတေရှိကျွမ်းနဲ့ဂျာဝင် ညနိုင်ပုကိုးကျင်မြောက်တွစ်စုံဆွေးနွေးပြီးတော့တရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာ29ရက်နေ့28ရက်နေ့မှာပြုလုပ်ခဲ့ကြတယ်။အဲ့ဒီဆွေးနွေးပွဲမှာဒီကနေ့အော်တိုဘာ29ရက်နေ့ကအစပြီးတော့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်ရစဲရေဘောတုံညီခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြေညာချက်မှာပေါ်ပြထားတယ်။ဒီဆွေးနွေးပွဲနဲ့သဘောတူညီချက်တွေနဲ့ TNL တိမ့်ပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့တွေကနေပြီးတော့တောင်းတက်တွေကပြန်ဆုတ်ပေးရမှာဖြစ်ပြီးတော့တောင်းဒေသကိုအကြံဖက်စစ်ခွေးလေးတက်ကဘုံကျဲတာ ဖုန်းစစ်စင်တိုက်ခိုက်တာတွေမလို့ဘူးပါဝင်တယ်လို့သိရှိထားရပါတယ်။ DNA လေးနဲ့ Jumpersic Crypto အခုလိုမျိုးတွဲဆုံပွဲမတိုင်ခင်တွေမှာကျွန်တော်တို့ဒီ October ပြီးတော့ရှေ့လတွေမှာလည်းပဲ DNA ထိချုပ်ထားတဲ့နေရာတွေအကုန်လုံးပြီးပါကိုလေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်ပြီးရှို့ပြခဲ့တယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရှိသိရှိခဲ့ပြီးဖြစ်ပါတယ်။ဘုရားဘုန်းကြီးပြောတဲ့ထုံးတော့ထားမယ်။အခုကတော့ နှင်ထုတ်လိုက်ပါပဲအဓိကနဲ့ဆိုင်ရမောတုန်ကြီးချက်လက်မှတ်ထိုးလိုက်တယ်ကျွန်တော်လူငယ်တွေရဲ့အသွေးတွေနဲ့ကျွန်တော်လူငယ်တွေကျောင်းနဲ့ခင်းနဲ့တော်ငယ်ရင်းလမ်းပေါ်မှာကျွန်တော်လူငယ်တွေရဲ့အရေးခွန်ကိုစုတ်ဖြဲပြီးတော့ကျွန်တော်လူငယ်တွေရဲ့ ်တွင်းနဲ့ဘယ်လိုလိုက်တဲ့ဖြစ်ခဲ့ရဲ့စေရေသဘောတူညီချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့လူငယ်တွေကောင်းကောင်းသိတောင်းတဖွဲ့ဝင်တွေလည်းသိတယ်ဘယ်နိုင်ငံမှာလည်းဒီဘက်ကဘာမှမဖြစ်ဖြစ်တော်လိုင်းရဲ့ခိတ်ဆိုရင်လူငယ်တွေအခြေဆုံးကတပ်ပိတ်ခဲ့ကြတယ်ဒါကြောင့်ကျွန်တော်မိသားစုဝင်တွေရန်ကိုနာကျင်ရတယ်ကျွန်တော်လည်းအရန်နာကျင်ရတယ်ဒါပေမဲ့ အချင်းဒီအရရကျွန်တော်တို့ခြုံငုံသုံးတက်ရမှာဖြစ်ပါတယ်ပြီးတော့အချို့မျိုးတွေကိုတရုတ်ရဲ့ဂျာဝင်နှိမ့်နိုင်မှုဆိုတဲ့အပျော်အလုတ်ဒါရီနဲ့ပဲကျွန်တော်တို့လူငယ်တွေအသက်ပေးပြီးတော့တိုက်ခဲရတဲ့မျိုးတွေကို၎င်းပြန်ပေးထားရတာလေကျွန်တော်ရဲ့မိသားစုဝင်အားလုံးသိရှိပြီးဖြစ်ပါတယ်ဘုရားတာဝန်ကြီးကပြောတယ်ထုံးတို့ထားမယ် ဒီနေ့ဆန်းတဲ့ကိုယ့်ရဲ့ဘက်မှာကျွန်တော်တို့လူငယ်တွေရဲ့တွေးနဲ့ကျွန်တော်တို့လူငယ်တွေရဲ့အရေးကုန်တွေစုပ်ဖြဲထားတဲ့အဲ့ဒီစာချုပ်ကိုခေါ်တဲ့အရာပေါ်မှာပဲသူတို့တွေလက်မှတ်ထိုးသွားတာကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အညာပေါ်မှာတက်ပြီးစူးစီးရမယ့်အချိန်ဆိုတာဒီမှာထိုးပြရတဲ့ ဒါအရေးကြီးဆုံးဖြစ်ပါတယ်မန်နက် PDF တွေရှိတယ်ပြီးတော့အခြားသောတိုင်းတစ်ဖွဲ့တွေရှိတယ်ပြီးတော့ BBL တွေရှိတယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာတော့ Mobile View တက်တွေရှိတယ်အများကြီးပါဆိုတော့ဘုကိုနဲ့မိုးမိတ်ကို DNA ကပြန်ဆုတ်ခွာအဲ့တော့ mobile view ဟာနဲ့ manly pdf ကိုကြော်ပြီးတော့မှအကျန်းဖတ်စစ်ခွတ်တက်ကအဲ့ဒီမှာဝင်ပြီးတော့ နေရာယူရမှာဖြစ်ပါတယ်ခုပွဲကကျေပေါ်လာရင်နော်စက်တင်ဘာစတဲ့ပေါ်ဖောက်ခဲ့လေမန်ယူ PDF ကျောင်းလူငယ်ကိဒုခဝင်တဖက်ဝင်တွေနဲ့အချမ်းမဖက်စိတ်ခွေးနဲ့တင်းကတိုက်ရမယ်ပွဲဖြစ်သွားပြီကျွန်တော်ကြိုက်တယ် တော့တိုင်းသားနေမြေတွေမှာကျွန်တော်တို့အများကြီးအားမရအောင်တကယ်ပဲအားမရအောင်ကျွန်တော်အားမရဘူးအားမရအောင်ပြောနေလို့ဘာမှလုပ်လို့မရအောင်သူတို့ကျွန်တော်တို့ကြော်ပြီးတော့လုံးလုံးမရတဲ့အပိုင်းအများကြီးရှိတယ်ကျွန်တော်မိသားစုသိရှိပြီးသားဒါပေမဲ့ဟုတ်ပြီငါတို့မတိုက်ဘူးကွာရမတိုက်ရဘူးပြည်နေနေလိုက်မင်းကြားပြမယ်လို့ပဲရတယ်ကြားပြမယ်လို့ပဲဖွက်တက်တက်နေရရပြီးတော့မှကြားပြနေစားတော့ရှင်းလိုက်မင်းကငင်းငင်းကွာရတယ်ငင်းငင်း ကျွန်တော်တို့ချဟုတ်ပြီအခုကျွန်တော်ပြပြပေးနေခြင်းကအခုဖန်ရှားတဲ့တောင်းလေးပေါ်တဲ့အကြောင်းနာအခြေအနေတစ်ခုမှာကျွန်တော်မန္တလေးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေမန္တလေးဆိုတဲ့အောက်ဒီအမှာကျွန်တော်မိသားစုနေကျွန်တော်အများအားထည့်သိပြပြမန္တလေးဆိုရင်ရန်ကုန်ဘက်ကလည်းပါတယ်အညာမားတွေလည်းပါတယ်

ါတို့မလောက်ရှက်နဲ့အဲ့တော့ကြုံမယ်ကျွန်တော်ကဒါကြောင့်ပို့ပြီးတော့ကြိုက်တယ်လို့ပြောဦးကစုမင်းတို့လေဒီအပိုင်းလေးဆိုရင်ဒါလူပညာရှင်နဲ့ပတ်သက်ပြီးတော့အရန်ဟုတ်အာဘယ်သူဆောင်တော့ဘလို့ဖြစ်လဲကျွန်တော်ပြည့်ပြီလားကျွန်တော်ပြည့်တာပြောပြီးသားဟုတ်ပြီရန်ကုန်ကိုကျွန်တော်တင်လိုက်ရန်လေးကိုတင်လိုက်နေပြည်တော်ကိုတင်လိုက်အဲ့ဒီလူပညာရှင်တွေအကုန်လုံးကျွန်တော်တို့အောက်ကိုဒူးဆောက်ပါမှာ အာနာရှင်နဲ့ပေါင်းတဲ့သူမှန်မြအကုန်လုံးတော့ပြီသူပြန်စင်မှုကိုခံရမှာဖြစ်တယ်အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ဘုက္ခုပြန်လက်လာအောင်ပါကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စကားလေးရပြရသည်ရုပ်ရှင်လေးရပြရသည်ချင်းလေးရေးပြရသည်ချင်းလေးဆိုပြရစီဆိုပြီးတော့ပါလာအောင်ပါဒါဖက်ဖက်စားရတဲ့အလုပ်ဖြစ်ပါတယ်ဒါကျွန်တော်တို့လုပ်မဟုတ်ဘူးဒီဘက်မှာကျွန်တော်တို့ရက်ရှိတောင်းပြီးစီမျောနေစံမလို့အခု ရရှိစီမောနေတဲ့နောက်ဆက်တွဲအနေနဲ့ TNL ရဲ့နောက်ဆုံးသဘောတူညီစာချုပ်နဲ့ပတ်သက်ပြီးတော့ထပ်ပေါ်လာပြီ။အဲကြောင့်ကျွန်တော်မိသားစုနဲ့ဘာခုမှကျွန်တော်တို့စိတ်ပြက်လည်းကြားစရာမလိုဘူးစိတ်ပြက်စရာလည်းမလိုဘူး။ကြောင်းလို့ရမယ့်အလုပ်ကိုပြပြသားသားလုပ်တော့ဖို့လုပ်ဖို့အချိန်ရောက်ပြီဆိုတာပဲကျွန်တော်ကတော့သိထားပါဗျ။အခု TNL ပြခဲ့တဲ့အဓိကအကြောင်းရင်းအချက်ကလည်း ကျွန်တော်ရေရွာဒီမှာဒီကောင်ကြီးနေရောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတာပြည်သူအိုးရဲ့အသက်စီးစိတ် clean ငယ်တွေအကုန်လုံးဗျာတေချေပျက်စီးနေတာတွေအများကြီးပါတယ်ဒါကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်အခုရှိတာကစစ်ကိုစစ်နဲ့တူအောင်မြောက်လိုက်နဲ့ပေါင်းပါခွေးတိုက်တိုက်ရလာပဲကျွန်တော်မေးချင်တာကျွန်တော်လက်ရှိ2021ကနေပြီးတော့ တိုက်လာခဲ့တိုက်ပွဲတွေမှာကျွန်တော်ချက်သားပြည်သူကိုဥတီပြီးတော့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုမှမရှိခဲ့ဘူးတိုက်ချက်မှတ်တမ်းကိုကြည့်စခွေးနဲ့ရီယာကနေတော့ပြောပြီးသားစခွေးနဲ့ဘလူးဘယ်ဘလူးဘယ်ရုံးနေတဲ့စခွေးနဲ့အတူတူစီဝါရုံးနေတယ်ဒါဆိုရင်တော့ထိသွားရင်တော့ကျွန်တော်လည်းမတက်နိုင်ဘူးကျွန်တော်အမြဲတမ်းသူ့ပြင်ညာချက်လုပ်ပြီးတော့မှတိုက်တဲ့ တပ်ဖွဲ့ဆိုလို့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရှိတယ်။ကျွန်တော်လူငယ်တွေမှာပဲရှိတယ်။ဒါကြောင့်ကျွန်တော်မြင်ချင်တာကဟုတ်ပြီမင်းတို့တရားနယ်လေးနဲ့ဘောတူညီမီ MND နဲ့ဘောတူတူမင်းတို့စစ်နဲ့စစ်နဲ့တူအောင်တိုက်ရလားလို့ကျွန်တော်ကမေးချင်တာ။ယောက်ျားဆိုရင်ယောက်ျားအလုပ်လုပ်ကြဒီလိုကိုတတ်မှတ်ခါလေးချမယ်ဗျာပေါ်တယ်မင်းကမှန်တယ်လေရှိမင်းကရေးရှိတယ်မှန်တယ်မင်းတို့ကျေတယ်အဲ့ဒီချက်ပဲကျွန်တော်က ြောချင်တာပါကျွန်တော်ဘာမှပြောစရာအကြောင်းမရှိပါဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်လည်းရှိပါတော့ plan နဲ့ပတ်သက်တဲ့ဥဆောင်နေတဲ့သူတွေရဲ့အမှတ်ချက်လေးတွေကိုလည်းကျွန်တော်ဖော်ပြပေးချင်တယ်ဒီလိုရင်တော့ကျွန်တော်မန်လေးဒီမန်လေးတိုင်းပေါ့နော်မန်လေးတိုင်းမှာကျွန်တော်ထည့်ချုပ်ထားတဲ့နေမြေတွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ညညာချက်တစ်ခုလည်းကျွန်တော်ဖော်ပြပေးပါမယ်တော်ရင်ကဘာချယူချေစရာမရှိဘူး passive ဟိုကလည်းအမြင့်ဖြတ်ကြတော်ရင်ရေးတော့ပုံအောင်ရမယ်ဆိုတာကကျွန်တော်တို့ တော်ပီဇာဆန်းသူပြောခဲ့တာဖြစ်ပါတယ်အခုကိစ္စနဲ့ပတ်သက်ပြီးတော့မယ်ဒါမောင်ဆောင်ကပီပီအလီကလည်းကျွန်တော်စ조사ကြမယ်နော်စိတ်ချပေးပါလို့ကျွန်တော်မိဘပြည်သူကိုသူ့ရဲ့လူမှုကွန်ရက် Facebook မှာ status တင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်စိတ်ချပါလို့ပြောထားတာဖြစ်ပါတယ်တော့ပါလေဟာလက်ရှိကျွန်တော်ရင်ဆိုင်နေရတဲ့ခင်ကျွန်တော်မိသားစုဝင်အားလုံးသိပြီးသား ဒီကောင်ကခက်ဆက်ဆက်ရုပ်မာတဲ့ကောင်လေးအော်လုံးတုံးတဲ့ကောင်လေးစင်တန်းမရှိတဲ့ကောင်လေးဒီကောင်တွေကိုကျွန်တော်တို့ရင်ဆိုင်တွေ့တဲ့နေရာမှာကျွန်တော်တို့အများကြီးပြင်ဆင်ထားဖို့တစ်ချက်ကလေးဆိုတာနဲ့ကျွန်တော်တို့ဘာမှစိတ်ကြကြစွာစိတ်ကြကြစရာလည်းမလိုဘာမှလည်းအာအချင်းချင်းပုတ်ခတ်ပြောဆိုစရာမလိုဘူးဒါကြောင့်မွန်ဆောင်ကပြောလို့ကျွန်တော်တို့တူတူကြကြမယ် မိမြင့်တက်ကြဆက်လက်ရင်ဆိုင်ရေဖို့ဆက်လက်ရှင်ပြန်ရေဖို့အတူတူဆက်ရှိနေကြမှာပါအစိုးဆုံးချိန်နေတဲ့အတွက်ခမားတို့ဘလောက်ထိအကောင်းဆုံးပြင်ဆင်ထားမလဲဆိုတဲ့အဖြေပါတဲ့မောင်ဖြိုးဝေမန်လေး PDF ကပြောဆိုထားတာဖြစ်တဲ့ဘာလို့ဒီတီမီ TNLA နဲ့ကျွန်တော်အကောင်းဆုံးရုံးကန်ခဲ့တာပဲ congratulation ပါကိုယ်ကတော့ကိုလို့ကိုဆက်လို့ချစာရှိတာစချမှာပဲလို့ဆရာဝေမိုးကျော်ကျွန်တော်တို့ကမိုးကပူရာက ပြောဆိုထားတာဖြစ်ပါတယ်။ငါးနှစ်ကတော်လိုင်းရေးခီးမှာကျွန်တော်တို့ block tick key ပောက်ခဲ့ပြီးပြီးဟိုလိုမပါဒီလိုမပါလို့ဆိုပြီးတော့နောက်ပြန်လှည့်ဖို့ရွယ်ချက်ရှိရင်စကလေးကဒီ key ကိုမလျှောက်ခဲ့ဘူးအစုံးထိညီညွတ်နဲ့ဆက်လျှောက်ခဲ့ဒါကျွန်တော်တို့လူငယ်တွေရဲ့ကြောင်းရဲတွေအတန်ဖြစ်တယ်ကျွန်တော်ပြောပြီးသားကျေးဇူးတင်တယ် KNU KNTU KNPLI ကျွန်တော်တို့ဒီကိုနေထိုင်မှုပေးတဲ့အတွက်ကျွန်တော်တို့ကိုစစ်ပညာသင်ကြားပေးတဲ့အတွက်ကျွန်တော်ကျွန်တော်ဆက်ချ ဘုရားတရားနဲ့ဂျေဇုတင်တယ်ကျန်တော့ဆက်ချအမှန်တရားဂျေဇုတင်တယ်တော့ဆက်ချမယ်ဗျာအာမရှေမြေပြချင်းပြည့်နေဆိုတာကျွန်တော်တို့ရဲ့ဆုံးထကျုံးမဲ့ရာဇသတ်ဖြစ်ပါကျွန်တော်မိသားစုမင်းတို့ထောက်ထားတဲ့နေမင်းနဲ့ပတ်သက်ပြီးတော့ TNL ရဲ့ထုတ်ပြန်ကြတဲ့နည်းနည်းလေးဖော်ပြခြင်းနေဗျာ ီတိုင်းပေါ်မှာဒီလိုနေမျိုးကိုဆက်လက်ပေါင်းဝင်မှုအတွက်ကိုစမ်းကိုစားရှိသည်များအောက်ကကိုစားဂျုံန်သွားမယ်လို့ပြည်သူ့ကော်မတီတက်မှာ PNL ရမန်လေးမန်လေးကအော်တိုဘာ20နဲ့ကိုရနေဒီလိမှာပဲပြည်သူလူလူကိုတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ကျောင်းလူငယ်တွေတော်မှာဗျာကျောင်းနဲ့ကျောင်းနဲ့ကျောင်းနဲ့လို့ကျွန်တော်တို့အားလုံးဗျိုင်းနဲ့အတန်ဖွင့်နေတာကျောင်းရဲ့မိသားစုနဲ့ဘာမှဖြစ်ကြမလို့ဂျုံကြည်လိုက်ပါ MPLPDF နဲ့ဒုလညညူရဲ့အစိုးရအန်ယူဂျီကာဝေးရေးဝန်ကြီးဌာနစေုံချုပ်ရဲ့အမေဘေးကူကန်ပို့အောက်မှာရှိနေတဲ့ဒေါ်လာ1တဖက်ဖြစ်တယ်။အဝေးဆောက်တင်ဖွဲ့စည်းခဲ့တဲ့နောက်27ခုနှစ်ကလည်းစပြီးတော့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်အမြင့်ဖက်ချင်မုံနိုင်ရေးတို့မှဒီဇိုင်းမမတိုက်ပွဲဝင်သွားမယ်လို့လည်းဆိုရတယ်။ဒါပြင်မမေဖွဲ့ရဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့ပံပိုးကူညီမှုတွေမိဖက်ကျွန်တော်တို့ဒေါ်လာရင်အားစုနေတယ်ဘူပေါင်းလက်တွဲမှုပြီးတော့တစ်ဖက်ဝင်တွေရဲ့ဆော့ပိစံမှုတွေနဲ့ မင်းတိုင်းကနေမြချို့ကိုစိုးမိုးဖိန်းချုပ်ခဲ့တယ်လို့လည်းထုတ်ပြန်ညာချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်စေခေါ်မှုကြီးမားတဲ့အတားအဆီးတွေနဲ့ဘုံရီမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်မြေပြချေမွေးတိုက်ပွဲကိုပိုတော့ကပေါ်ဆောင်သွားမယ်။စေခေါ်မှုအရင်ကြီးမားတယ်နော်ကျွန်တော်မိသားစုအနေနဲ့။အားလုံးနဲ့တည်ပြီးသားကျွန်တော်ဗီဒီယိုကြည့်နေတယ်ကျွန်တော်ညီကိုမောင်မိသားစုဝင်တအူးချင်းစီတိုင်းကျွန်တော်ဘလောက်ထိခက်ခက်ခဲရက်တည်ရလဲဘလောက်ထိစူးစမ်းရလဲ အားလုံးအားလုံးအတူတူကြိုးစားလာခဲ့ကြတာခင်ဗျာနောက်နှစ်တခုနဲ့အာနာတိတ်မှုနောက်ပိုင်းတော်လရင်အချိန်ကာလ9နှစ်နီးပါးအတွင်းမှာအခုကျွန်တော်တို့ရင်ဆိုင်ဖြတ်တန်းနေရတာဒီတော်လရင်အခက်ခဲဆုံးကာလနဲ့အကျက်တဲဆုံးအခိုက်အတန့်ဖြစ်ပါတယ်ဒီအချိန်ကာလကိုကျွန်တော်တို့အတူတူအကောင်းဆုံးရင်ဆိုင်ဖြတ်တန်းကြပါမယ်ကျွန်တော်တို့ဒီထက်ပိုပြီးတော့စူးစီးရပါမယ်အရင်ထက်ပိုပြီးတော့တန်မာရပါမယ် ညက်တက်ပို့ပြီးတော့အလိုလိုကြပါမယ်ဒီကိရကာလိုခီးမို့ဘူးပြည်သူတဦးချင်းစီတယောက်ချင်းစီရဲ့တက်လုံနဲ့ခန္ဓာရည်ပေါင်ရည်အတွက်ရည်ကြည့်လာပါတယ်မနိုင်မချင်းနှဲမဲ့ပြေးပါအာအာလုံးပါမနိုင်နဲ့ပွဲလေးဖြစ်တယ်။အာလုံးအာလုံးအတူတူရောမရွေးမဲ့ပွဲလေးဖြစ်တယ်။တော့အာလုံးမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို လက်ဖြားခါလောက်အောင်ကမ္ဘာသတင်းမီဒီယာကြီးကြီးတွေတောင်မှတုံလုံးချောက်ချားစွာအတော့တင့်စွာနဲ့ဖော်ပြခဲ့ရဟာဝါစင်စတန်ဒတ်အာမီဆိုရကောင်းကြီးနေစက်ဖြတ်ကျော်ပြီးတော့နိုင်ငံကပတ်ပြီးနေရကောင်းကြီးချက်ချင်းပြောင်းနေကွာအရင်တော့ ရှင်းတော့အာရှမှာဘာဆိုရဲကောင်းတယ်ညာဆိုရဲကောင်းတယ်ရုရှားမှာစစ်ပညာသင်တန်းတက်ရောက်ခဲ့တယ်ကောင်းတယ်ရုရှားမှာနီးပညာတွေသင်ခဲ့ပါတယ်ဆိုရဲကောင်းတယ်ကမ္ဘာအကောင်ဆုံးဆက်လက်တဲ့ပစ္စည်းတွေပိုက်ဆိုင်ထားပါတယ်ဆိုရဲကောင်းတယ်ဘာဖြစ်သွားလဲဟုတ်ပြီကြောက်မိသားစုံလေးဒီနေ့မှာနိုင်ရကန်နိုင်အောင်ပတ်သူအကျန်းဖတ်စစ်ခွေးတက်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ပို့လိုက်တယ် ကျွန်တော်သတင်းတော်ပြောစရာမလိုကျွန်တော်မိသားစုစကြောင်းတစ်ချောင်းကိုအင်အား100ပါတယ်စကြောင်းနှစ်ချောင်းအယောက်200ပါတယ်စကြောင်းတစ်ချောင်းလုံးပြုတ်သွားတယ်ဟာအလုံးတက်တော့အေးအေးနဲ့ဖူပေါင်းတက်ဖွဲ့ဝင်တယ်အေးအေးအင်အားကျွတ်လာတိုင်းတော့မတားလို့မရစစ်ခွေးတွေအမြင့်ဖြုတ်ချိန်မုံးမယ် စခွေးနဲ့ပတ်သက်သူမှန်များအကုန်လုံးရှင်းမယ်ဘယ်ကောင်းမှလာညှိလို့မရအောင်ကြိုက်တယ်ဟုတ်ပြီအဲအေးရလက်ရှိပါတော့နည်းနည်းတုံးနဲ့လဝေးနေတာဟုတ်ဗျာကက်ပိုက်လိုင်းနဲ့ပတ်သက်ပြီးတော့ထိနိုင်သူမရှိဘူးလားဗျာကျွန်တော်တော့ကက်ပိုက်လိုင်းမရှိဘူးဟုတ်ပြီ တိုင်းဒီလိုနေရတယ်ဘာဖြစ်လဲမီတာကိုဘာကြောင့်လဲဘာဖြစ်လို့လဲဘာတွေကိုမျက်နှာမူနေတာလဲတော့ NUG MOD နိုင်ငံတကာသတင်းစကားမပြောနဲ့ကျွန်တော်ဒီနေ့မှာကြုံးတယ်ရှိတယ်ကြုံးရမယ့်အချိန်ဖြစ်နေပြီဟုတ်လားကျွန်တော်ဒီလိုနေကျွန်တော်ပြော NUG လောက်မြေကိစ္စတွေ NUG တီးမိတာပါဘယ်လိုလဲကြည့်ရမှာလဲ ကျောင်းနိုင်ငံတွင်းမှာဘလော့ထီနေစဉ်တက်ဖြတ်ခံရဘယ်သူကဘာလာပြီးတော့အကူအညီပေးလို့လဲဘယ်သူမှလာဘယ်သူမှလာမကူညီပေးဘူးကျောင်းဘယ်လိုတက်ဖြတ်ခံရလဲဘုံချပြီးတော့ဒီကလာပြီးညလို့မြေချမျိုးမှာတော့မှကျွန်တော်တို့ဘုံချတိုက်ခံရကျွန်တော်တို့နိုင်ငံဟုတ်ပြီကမ္ဘာ့ဆက်လေးနဲ့ဇင်ပြောင်းရွာစကန်ကိုလမ်းဟောင်းအတိုင်းပထမစစ်ကြောင်းမှာအင်အား200နဲ့ ူးသစ်စင်စတောင်းထုတ်လာတယ်အချိန်တိုင်းမှာလည်းအင်အားအင်အားတရာပါစတောင်းလာတယ်ရှစ်စင်နောက်စင်ကျွန်တော်တို့ဆက်ပြီးတော့ထူးသစ်စင်ခဲ့တာဖြစ်တယ်ဗမာစတောင်းအင်အားနှစ်ယောက်ပါစတောင်းဟိုတဲ့အေးနဲ့ကျွန်တော်ပြည်သူ့ကဝေးပူအောင်တက်ဖွဲ့ဝင်နေတာဗစီကျေးတော့ပဝင်းကျင်မှာပိတ်ဆို့တိုက်ခိုက်လိုက်တာအဲ့ဒီစတောင်းတို့ကြောင့်တေသွားတယ်ကျွန်တော်လုံးကြံဖန်တီးပြောနေတာမဟုတ်ကျွန်တော်မိသားစု ကျွန်တော်မှတသိရှိတယ်အကျိုးဝဲကောင်းနေဟာမဖြစ်နိုင်ဘူးထင်နေကြတယ်ဟုတ်ပြီစတောင်းကြောင်းပုတ်သွားတယ်ကျွန်တော်ဖက်စစ်ခွတ်တက်ကလေးရက်ကနေတိုက်နေရင်းဗစီကြီးပါခုဗစီရောက်ကိုအချိန်ချင်းဘုရားကျဲချောင်းနေအဲ့ဒီမှာအကြဆုံးများသွားတဲ့ဂျမ်ဖက်စစ်ခွတ်တက်ကဗစီကြီးလာကိုလေးချောင်းကနေတော့ဂျက်ဖိုက်တာဝိုင်းတွဲနေဒီကနေ့တည့်ရက်ထဲမှာပဲအချိန်ရင်30 attempt နဲ့လာရောက်ဘုံချဲခဲ့တယ်ကြီးရအခုလုံးကင်ပြစေရာ မကြံတော့အောင်ကိုကျဲသွားတာဖြစ်တယ်တဲ့ဟုတ်လားကျွန်တော်တို့လောက်ခံတာကျွန်တော်တို့သိတယ်ကျွန်တော်ကဘယ်သူမျက်နှာကြည့်အောင်ဘယ်သူမျက်နှာမှာကြည့်ကြာမရှိဘူးတော်လန်ချိန်မှာလုံးဆရာရှိရလို့ဂျုံးရကြည့်ရဂျုံးလုံးပြက်လုံးပြက်ကားတော့မှအချိန်ဖြစ်ပြီဟုတ်လားကျွန်တော်ဘောရဲ့ဟိုဗျာအန်ယူဂျီပေါ့နော်ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေကျွန်တော်တို့ဝန်ကြီးဌာနအသီးသီးပေါ့နော်အများကြီးကျွန်တော်တို့ တို့လည်းအပိုကောင်းပြင်ဆင်ရဖို့လိုတယ်။ဥပမာပြားထိုင်းနဲ့ကောင်းမွန်ဆုံးဆက်ဆံရေးကိုမတိစောက်နိုင်ခဲ့ကြအောင်အရန်နှမျိုးကိုကောင်းတယ်။ပြီးတော့တရုတ်တရုတ်ဟာအာရှမှာဘလောက်ထိသူတို့ရဲ့ဒီထုတ်ကန်မှုတွေကြီးမားအောင်ဘလိုဒီပုံပေါ်ခဲ့လဲနှစ်နဲ့ချီပြီးတော့တို့သူလုပ်လိုက်တာလောရမဲ့အခြေအနေမှာကျွန်တော်တို့နှောင်းနှင်းကြံ့ကြာမှုတွေကျွန်တော်တို့ပြည်သူကိုပုံပြီးတော့ထိခိုက်စေတယ် ကျွန်တော်တိုက်မယ်ခိုက်မယ်ကျွန်တော်တို့ကြုံးဝင်ရုံးဝင်ဆိုတာတွေကျွန်တော်တို့ပြည်သူတွေမျက်နှာကိုလည်းကြည့်နေရတယ်ကျွန်တော်ရဲ့မသားစုံတော်လန်ချင်း၅နှစ်ချိပြီကျွန်တော်တို့ကပြည်သူတွေဝန်းရံကူညီခဲ့တာခဏချင်းထိနိုင်ငံတွင်းထဲမှာလည်းစီးပွားရေးဂျုံဂျုံကျနေတာဟုတ်တယ်နော်ကျွန်တော်ရဲ့မသားစုံတွေအကြမ်းဖက်စစ်ခွေးတက်တာလေနဲ့ရေကန်တော်မှာလေအင်းအများပြနေရက်ရှိနေထိုင်ပြီးတော့ဒီစကန်ကိုကာဝယ်ဖို့ဆိုတာကလေလုံးဝလည်းမဖြစ်နိုင်ဘူးတဲ့အခါတက်တော့အေကားလေရိတ်ခါ ဒါပို့ရတဲ့ထောက်ပို့လမ်းကြောင်းကိုလည်းအကုန်ပိတ်ဆို့ဖြတ်တောက်ထားတယ်အခုလည်းပဲရိခါပါဝင်ရေကအစပြတ်နေပြီဒီအတွက်လေကြောင်းကနေပြီးတော့လေကြီးတွေနဲ့ရိခါတွေလာချတယ်ဒီလိုလေကြောင်းကနေချပိတ်နေတဲ့ရိခါလောက်နေလဲအင်အားအများပြားရေရှည်နေထိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီတော့ကျွန်တော်တို့သုံးတက်ကာကတော့အခုလမ်းဟောင်းလမ်းသစ်တွေမှာတက်လာတဲ့ဒါနေအကန်ဖြူဟာကိုကားဟိုးပို့ပြီးတော့အာဘယ်လိုပြောမလဲဗျာသူတို့တွေပြန်ပြီးတော့စိုးမိုးနိုင်ဖို့ကြိုးစားနေတဲ့အခြေအနေတွေအားလုံးဟာတဲ့လမ်းမထက်နဲ့ နေရာပြီးပြီးမှာပဲသူတို့ရဲ့ခွေးတွေအလောင်းတွေပဲပြန်ကျဲပြီးတော့ပုတ်ပွားသွားတာက လွဲလို့သူတို့ဘာတစ်ခုမှစွမ်းဆောင်တိုင်တာမရှိဘူးလို့ခခိုင်မာမာပြောဆိုထားတာပါလက်ရှိဒီနေ့ပေါ့နော်နေကင်းမဲ့အချိန်ထိလဲ1 12 18တွေနဲ့ကျွန်တော်တို့ကင်းတော့နေရင်နေပေါ့နော်ပြန်တန်းပြီးတော့ဘုံကျဲတိုက်ခိုက်နေတဲ့အခြေအနေတွေရှိနေစေဖြစ်တယ်လို့ကျွန်တော်တို့နေမရေတော့တူကသတင်းပြဖို့ထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့လို့ကျွန်တော်တို့လုပ်နေကြည့်ဖြစ်ပါတယ်အဲ့ထက်ပို့ပြီးတော့ပြပြတသားလုပ်ဖို့လိုတာပါ ကျွန်တော်တော့မသိဘူးတော်လန်ရေးမှာရှိတာအကုန်ပြေးထွက်ဖို့ပဲလို့ဘယ်သူမျက်နှာမှမကြည့်ပါနဲ့ပြည်သူမျက်နှာသာကြည့်တင်းကြံကျွန်တော်ပြည်သူဘုံကျဲခံရတယ်ဒီနေ့ဆိုရင်ပစီရောင်းမှာအချိန်ကြီးဘုံကျဲသွားတာလည်းကံပြစရာတောင်မှဘာတစ်ခုမှမကြံခဲ့ဘူးစဉ်းစားကြည့်ပါဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြတဲ့အကြောင်းအရာတွေအားလုံးဟာအညာဘမာတက်တွေစူးစီးဖို့လိုတယ်အဲဒီနောက်တစ်ခွေ့ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တော့အပြစ်မတင်ဘူးကျွန်တော်ကဆဲလက်ဖွဲ့လည်းမဟုတ်ဘူး ကျွန်တော်ချွတ်တာပြောလဲပါလေအာကိုရှမ်းနဲ့အနာအနာကြီးလားအနာကြီးနဲ့ပတ်သက်ပြီးတော့ဘာညာကျွန်တော်လာမီးတွေကိုရှိသေးတယ်ဟာအနာကြီးကကျွန်တော်လည်းလည်းမဆိုင်ဘူးကျွန်တော်ကဖွဲ့လည်းမဟုတ်ဘူးကျွန်တော်ကရဲဝတ်လူငယ်ပဲကျွန်တော်ခေါင်းပေါင်းဖြစ်ချင်တဲ့စိတ်လေကျွန်တော်မှာခဏချိန်ကြီးမရှိဘူးရန်ကုန်မှာကျောင်းပေါ်မှာကျွန်တော်စောင့်နေတာဒါဒိတ်ပဲပြောတာပွင့်လင်းပဲပြောတာကရင်မှာအဆင်မပြေတဲ့ခန်းကဏ္ဍတွေကြောင့်ကျွန်တော်ခဏလေးညင်နေရတယ်ကျွန်တော်တို့လူငယ်တွေပြောရင်ကျွန်တော်မိသားစုအများကြီးရှိတယ်ကျွန်တော်လူငယ်တွေတော်ရင်မှာအချိန်ကြီးလူတွေအများကြီး ကုဆုံးခဲ့တာလေအချို့ကျွန်တော်တို့လူမျိုးများတဲ့အခြေအနေတွေဟာကျွန်တော်တို့ပါဠိငြိမ်းနေရတာလည်းရှိတယ်ကြောင့်မိသားစုဟုတ်ပြီကြောင့်မိသားစုသိတယ်ဒီတော်လိုင်းအစလည်းဆုံးကျွန်တော်ရဲ့တော်လိုင်းဆုံးမိသားစုနေအားလုံးသိရှိပြီးဒီပါဒါကြောင့်ကျွန်တော်ရေဝံလုံးနဲ့တယောက်အနေနဲ့ကျွန်တော်မိသားစုကိုရှင်းရှင်းလင်းလင်းဖော်ပြတတ်တာဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိသားစုဝင်နေဘာမှစဉ်းညစ်စရာမလိုဘူး။ဘသူ့ဥမာလည်းသွားပြီးတော့အပြစ်တင်ကြမလို့ကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့အတူလုပ်မယ်။ကျွန်တော်တို့ကိုယုံကြည်ပေးပါလို့ပြောချင်တယ် ဒီမြေဗီဒီယိုကိုစုံသက်ပြစေနောက်လာတဲ့ဗီဒီယိုဒီတက်ပို့ကောင်းအောင်ကျွန်တော်ပေးပါမယ်ဒီတိုင်းရင်းဟာကျွန်တော်ခေကျွန်တော်အချိန်ကျွန်တော်အွယ်မှာပဲအပြက်ဖြတ်မှာဖြစ်တယ်လည်းနဲ့ပြီးစီဘီကမီကျောင်းနဲ့ကျောင်းနိုင်ငံတွင်မှာရှိတဲ့မိသားစုဝင်တအိုးချင်းစံပြင်းနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါ